တင်ငင်းကြလုံးမိင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ဟင်းချက်တဲ့နေရာမှာကျွန်တော်တို့၃နေရှိတယ်မြို့ဒီအနှစ်ကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအနှစ်ကိုပြုလုပ်ပြီးတော့ပလင်းတန်တန်နေတဲ့မှာတင်ထားမယ်ဆိုရင်ဟင်းချက်တဲ့ခါတိုင်းယူသုံးလို့ရပါတယ်ကျွန်တော်တို့ရေကတက်တာလေးမှာထည့်ထားရဲဆိုရင်အချာကြီးသုံးလို့ရပါတယ်ဒီအနှစ်လေးပြုလုပ်ပုံကိုကျွန်တော်ကတော့ Mr. Good မြန်မာ Facebook page ကနေပြီးတော့တင်ယူထားခြင်းဖြစ်ပါတယ်ကဲရွေးတင်ငယ်ချင်းတွေနဲ့ဟင်းချက်တင်တဲ့တက်ချင်းတဲ့အခါမှာဆိုရင် Mr. Good မြန်မာမှာ တွားရောက်ပြီးတော့စုံစမ်းလို့ရပါတယ်။ကျွန်တော်ကဒီငယုတ်တိအပူလေးကိုသုံးပါမယ်။ကျွန်တော်မခေါ်တတ်ပါဘူးဒီငယုတ်တိအပူရဲ့အမူရင်းနာမည်ကအခုငယုတ်တိအနည်းပြုလုပ်မယ်ဆိုရင်အရေးကြီးဆုံးကလက်အိတ်ဆွပါ။လက်အိတ်မဆွပဲနဲ့လှုပ်လိုက်တယ်ဆိုရင်လက်တွေကတနေကုန်ပူနေမှာပါ။ကျွန်တော်တို့အညာချွေမယ်အညာချွေပြီးသွားရင်ဒီငယုတ်တီရဲ့အစီထုတ်ပါမယ် ပြီးတော့ရင်ကျွန်တော်တို့ဒီမဲနေတဲ့ဘိုင်လိုမူတက်နေတဲ့ဘိုင်လိုအဲ့ရတဲ့အကုန်လုံးကိုကျွန်တော်ကတော့ကက်ကြီးနဲ့ညှပ်ပြပါတယ်အစီအအညာကြီးအကုန်လုံးထုတ်လိုက်တဲ့အခါမှာဆိုရင်900ဂရမ်မရှိတော့ပါဘူးခမန်းကြီးကျွန်တော်စိတ်တင်တော့600ဂရမ်လောက်ပဲချန်ပါတော့မယ်ပြီးတော့ရင်ရေစင်စင်ဆေးပါမယ် ကျွန်တော်ကတော့လက်အိတ်ဝတ်ထားတဲ့အတွက်ဒီလေးချာချာကိုကင်ပြီးတော့ရေထဲမှာဆေးပါမယ်။ဘုံမှန်အောင်မှလည်း၄၅၆ကောက်ပြောင်းနေအောင်ဆေးလို့ရပါတယ်။မြို့သီးချောက်ထဲမှာရှိတဲ့ဒီအမုံလေးမွှားရအလုံးကုန်သွားပြီဆိုရင်ကျွန်တော်တို့ရေစစ်ပြီးတော့ရေတန့်တန့်နဲ့ကျွန်တော်တို့အနည်းဆုံး2နိုင်လောက်စိန်ထားမှဖြစ်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင်တညာလုံးစိန်လည်းရပါတယ်။ရေစိန်ပြီးသွားပြီဆိုရင်အခုလိုမျိုးကြီးလာရင်မြို့သီးရဲ့အသားလေးကနည်းငယ်ထူလာပါလိမ့်မယ်။ စက်သေးကိုထိမှန်ကြိတ်ခင် ကျွန်တော်တို့ထပ်ပြီးတော့ရေတစ်ခေါက်ထပ်စေးပါမယ်အသားကြိတ်တဲ့စက်နဲ့ပဲကျွန်တော်ကြိတ်မှာဖြစ်ပါတယ် ျွန်တော်ရိုက်တဲ့အခါမှာဆိုရင် CEO ထည့်ပြီးတော့တခါလေးကြိတ်လိုက်မှဖြစ်ပါတယ်။ C ကကျွန်တော်ဟာခွက်ကြီးရဲ့သုံးပုံလေးပုံထည့်ပါတယ်။ဒါကတော့ကျွန်တော်ငွေတီအနေများမပေါ်မှုတည်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကင်ထားတဲ့ခွက်ကတော့ half cup ပါ။ခွက်ကြီးမဟုတ်ပါဘူးခွက်ကြီးရဲ့တဝက်ပါ။မြူတီတွေလုံးဝကျညက်သွားတဲ့အထိချိန်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဘလန်ဒါကြောင့်လာမသိဘူး။ ကျိတ်တဲ့အခါမှာဆိုရင်ငွေဥတီအားစီတက်ပြီးတဲ့အခါမှာဆိုရင် အဖက်ကြီးတွေအနေငယ်ကျန်နေပါတယ်ငွေဥတီကိုရောကျိတ်လိုက်တဲ့အခါမှာဆိုရင်ငွေဥတီမှာအနေငယ်ကျန်တဲ့ရေနဲ့စီနဲ့ပေါင်းပြီးတော့အနှစ်လေးအားလိမ့်ဝင်အောင်အနေငယ်လေးတန်းနေပါတယ်ဒီဟုတ်ပူပူထဲမှာကျွန်တော်တို့ဒီအနှစ်ဒီအားလုံးကိုကြော်ပါမယ်ကြော်တဲ့အခါမှာဆိုရင်ဒီမီဒီယာဟီလေးနဲ့ပဲ အဆက်မပြတ်တော့မှုပြရမှာဖြစ်ပါတယ်ပထမအဆုံးဆိုရင်ကျွန်တော်တို့ဘေးအနာသားတွေကစီလေးပြန်လာပါလိမ့်မယ်တဖြည်းဖြည်းဒီလိမ္မော်ရောင်ကြီးကကုန်သွားပြီးတော့နေရဲတောက်လာတဲ့အချိန်ကျွန်တော်တို့စိတ်ရှိလက်ရှိလှော်ပြရမှာဖြစ်ပါတယ် ခုလိုမျိုးအားလုံးနေရပြီဆိုရင်ကျွန်တော်တို့အအေးခံပြီးတော့ဖန်ပလင်းတက်တဲ့နေမှာထည့်ပြီးတော့တင်လာလို့ရပါပြီကျွန်တော်ရင်ချက်တဲ့ခါမှာယူသုံးမှာဖြစ်ပါတယ်ဒီဟင်းအနစ်လေးကိုသုံးပြီးတော့ကျွန်တော်ကြက်မွား60လေးကိုချက်ပြပေးသွားမှာပါစကားမဆန်းတဲ့ကျွန်တော်ကဗီဒီယိုလေးတွေကိုအမြဲတမ်းကြိုရိုက်ထားလေးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီအခုအိမ်ထဲမှာနေတဲ့အချိန်မှာလည်းဗီဒီယိုလေးတွေကိုအဆက်မပြတ်တင်လို့ရခြင်းဖြစ်ပါတယ်တင်ငင်းကြီးအားလုံးကြက်မွားပျော်ရှင်ကြပါစေ Bye-bye.